တင်ဆက်ပေးမယ့်သတင်းကတော့ဒေါ်လာ1ဘီလီယံကျော်တဲ့စီမံကိန်းများလက်စားမှုအတွက်ဖြည့်ရှင်မှုအတွက်ဆန္ဒပြတောင်းဆိုလိုက်တဲ့သတင်းမင်းဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ1ဘီလီယံကျော်အကုန်ကျခံဖော်ဆောင်ခဲ့တော်လဲလက်စားမှုတွေကြောင့်ထိရောက်တာမျိုးမရှိခဲ့တဲ့စီမံကိန်းတွေမှာဖြစ်ပွားခဲ့တဲ့လက်စားမှုတွေအတွက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပေးဖို့အတွက်ဖိလစ်ပိုင်နိုင်ငံထဲမှာစန္ဒပြမှုတွေဖြစ်ပွားခဲ့လို့သိရပါတယ်။မုံတိုင်းနေကြောင်ဖြစ်ပေါ်လာတဲ့ရေပိတံတွေကိုကောက်ွယ်ဖို့အတွက်ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်းဖော်ဆောင်ခဲ့တဲ့ရေလွှမ်းမှုကောက်ွယ်ရေးစီမံကိန်းတွေက အမှန်တကယ်တရားမှုမရှိတဲ့အပြင်ပြည်စုံအောင်ဖော်ဆောင်တာမျိုးလည်းမရှိတာကြောင့်ဆန္ဒပြမှုတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဖိလစ်ပိုင်နိုင်ငံနဲ့ကိုနောက်ဆုံးဝင်ရောက်ခဲ့တဲ့မုံတိုင်းဖန်ဝန်းကြောင့်တနိုင်ငံလုံးရေပေးတဲ့နိုင်ငံဆိုင်ရရပြီး259ဝတိတည်ဆုံခဲ့တဲ့ဖြစ်စဉ်ဒီကြောင့်ရေပေးတဲ့အစီအမံကိန်းတွေက လက်တွေ့မကျဘဲနဲ့အကြမ်းလိုက်စားမှုတွေနဲ့ပြည်သူ့ဘဏ္ဍာတွေဆုံးချုံခဲ့ရတယ်လို့သတ်မှတ်ပြီးတော့ပြည်သူတွေရဲ့ဆန္ဒပြမှုတွေပေါ်ထွက်လာခဲ့တာပါ။ ရေပေးတဲ့အစီအမံကိန်းတွေကိုဖော်ဆောင်ခွင့်ရခဲ့သူတွေထဲမှာလက်ရှိသမ္မတဖာဒီနန်မာကိုစ်နဲ့နှိဆက်ပြီးဖိလစ်ပိုင်အောက်လွှတ်တော်ဥက္ကဋ္ဌဟောင်းလည်းဖြစ်တဲ့မာတင်ရိုမူရက်စ်တွေလည်းပါဝင်နေရလို့သိရပါဗျ။ဒီတဲ့တဲ့တော့နော်ငယ်ငယ်အောင်ပါပြပို့လာတာပါ။